မကြည့်ပါဘူးကျမသမီးလေးတွေတော့ဟောက်တလုံးចောင်းသားလေးတွေဒီចောင်းသားလေးတွေနဲ့ကျမဘယ်လိုလုပ်စားမလဲဖေကိုလည်းခေါ်သွားတယ်တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်ပြည့်တော့တားလက်ကလေးဆိုရင်စေယုံမှာစေယုံတက်နေရတယ်ခုနှစ်လရှိပြီအခုတားအကြီးလေးဆိုလည်းခြေထဲဝင်သွားနေရတယ်နှစ်နှစ်ပြည့်တော့မှတားနှစ်ယောက်တလုံးအဲ့ဒါအခုဖေက မပုတ်နေလဲဘို့ဆိုပြီးတော့6ကိုသွားလိုက်တာမပုတ်နေရုံအဝါလေးမှတင်တန်းဆွဲကားပေါ်နေအတင်းဆွဲစားတာဟိုကျမလိုက်သွားတယ်ကျမကိုတန်တ်တွေနဲ့ထုမယ်ထောက်မယ်တကယ်ကဲနဲ့ตาတွေနဲ့ဖေးနဲ့တွဲရိုက်ထားတဲ့စစ်တပ်ပုံတွေပြလဲမရဘူးအိမ်အောင်စုစရာတွေပြလဲမရဘူးခြေတလုံးဖတ်လဲမရဘူးတတ်မယ်ရိုက်မယ်တကယ်ကဲနဲ့အတင်းမောင်းလို့တယ်ဆွဲအတင်းတွန်းလို့တယ်အဲ့ဒါအခုဘယ်လိုလုပ်စားမလဲကျမအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်အုပ်စုရဲ့အတင်းအဓမ္မပေါ်လာဆွဲခြင်းကိုခံလိုက်ရတဲ့အတွက်စာဝတ်နေရေးခက်ခဲနေတဲ့အမျိုးသမီးကြီးမှတက်ဆိုင်ရာလူကြီးမင်းများသိစေရန်ပြောပြလာတဲ့များမှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာကြည့်ပါဦးကျမသမီးလေးတွေအဲတော့ဟောက်တလုံးကျောင်းသားလေးတွေဒီကျောင်းသားလေးတွေနဲ့ကျမဘယ်လိုလုပ်စားမလဲခေဦးလည်းခေါ်သွားတယ်တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်ပြည့်တော့ အားလက်ခဏေးဆိုရင်စေးုံမှာစေးုံတက်နေရတယ်ခုနှစ်လရှိပြီအခုတားအကြီးလေးဆိုလဲခြေထဲဝင်သွားနေရတယ်နှစ်နှစ်ပြည့်တော့မှတားနှစ်ရောက်တယ်လို့အဲ့ဒါအခုဖေးရမပုတ်နေလဲဘူးဆိုပြီးတော့6ခုသွားလိုက်တာမပုတ်နေရုံအဝါလေးမှတင်တန်းဆွဲကားပေါ်နေအတင်းဆွဲစားတာကျမလိုက်သွားတော့ကျမတို့တနတ်တွေနဲ့ထုမယ်ထောက်မယ်တကယ်ကဲနဲ့ သားတွေနဲ့ဖေအင်းနဲ့တွဲရိုက်ထားတဲ့စစ်တပ်ပုံတွေပြလဲမရဘူး။အိမ်အောင်စုစရာတွေပြလဲမရဘူး။ခြေတလုံးဖတ်လဲမရဘူး။တတ်မဲရိုက်မဲတကယ်ကနဲ့အတင်းမောင်းလို့တယ်ဆွဲအတင်းတွန်းလို့တယ်။အဲ့ဒါအခုဘလို့လှုပ်ရှားမလဲကျမ။ဟိုင်းအိမ်မှာချစ်တို့ရေးသားတွေကိုမဖေအင်းနဲ့သားနဲ့တွဲရိုက်ထားတယ်မှာဒါဖေအင်းအပေါ်အတာမတက်ရက်နေတဲ့တာဒါမအေးကျမမတက်တက်ဖေးဝတ်တာဒါကျမ ဒါတာအလက်ကောင်လေးအဲ့ဒါတဖန်၃ယောက်တလုံးစတဲ့ခေါ်တယ်တဲ့အဲ့မှာတယောက်ပဲဝင်လို့ရတာမဟုတ်ဘူးလားဘုရားကျမမတားနှစ်ယောက်တလုံးစတဲ့ထည့်ပြီးကြတာဟုတ်မှတားနှစ်ယောက်တလုံးရှင်းတဲ့ထည့်စတဲ့ကိုထည့်ပြီးတော့ရှင်းတယ်မှာတားတယောက်က မိုင်းမှန်လို့တဲ့အခုစေးရုံမှာခုနှစ်လားရှိပြီစေးရုံတက်နေရတာตาอีဆိုလဲရှေ့တဲမှာတိုက်ပွဲဝင်နေရတယ်အဲ့ဒါကိုလိုက် ပြောတဲ့ဟုတ်စားဘူးကျမကိုရိုက်မတက်တတ်မတက်ပဲဘလို့မှခေါ်လို့မရဘူးဘူကလေးလေးယောက်နဲ့ကျမမဘာလို့စားမလဲရှိသမျှယောက်ျားလေး၃ယောက်တလုံးခေါ်သွားတယ်ဆိုတော့ကျမတို့ဘာလို့စားကြမလဲစစ်တော်ရေးကျမမညာပါဘူးမြို့လေလည်းပြောပြလိုက်အောင်မိထားဒဇက်မှမညာဘူးအမှန်တကယ်ဖျားဆူရစီရဲ့ဒဇက်မှမညာဘူးမြို့နယ်က၆မြို့နယ်ရွာခွေးပင်ရွာ ခွေးပင်ကွက်တဲ့ယောက်အမျိုးသားတပ်ပိုင်ဦး ူရဲ့ဖေးနဲ့မရဥပ္ပကြီးဒေါနနီအေးဒီမှာဖေးနဲ့မအေးပြမယ်မဒါဖေးပဲဒီမှာမအေးရတုံးလုံးလဲလို့ဒီမှာမအေးကျမတို့မှာမအိတ်နိုင်မထားနိုင်နဲ့ဒီမှာဒါသမီးမသမီးမသမီးလေးတွေကျောင်းသားလေးတွေငါးတန်းတယောက်ရှိပါတယ်တန်းတန်းတယောက်ရှိပါတယ်နှစ်တန်းတယောက်ရှိပါတယ်ဒါသမီးလေးတွေ အဲ့တမီးကြီးမညာဘူးကျမတို့အမှန်တကယ်ကိုပြောတာတစက်မှလိညာချင်းမပြုတ်ပါဘူးတကယ်ကိုပြောတာဖခင်ကျမတို့တမီးကြီးတွေစနေနေ့မနေ့တည်းကထမင်းမစားရသေးတာဟိုလူကမုတ်ကလေးကျွေးလိုက်စားလိုက်ဒီလူကမုတ်ကလေးကျွေးလိုက်စားလိုက်နဲ့အခုမှထမင်းစားရတယ်ကံဘလူတိုက်ပွဲမှာစစ်အုပ်စုတပ်မ33ကိုစစ်ကြောင်းပြတ်တဲ့အထိခြေမုံ စကိုင်းတိုင်းကမ်ဘလူခရိုင်နဲ့ရွှေဘိုခရိုင်တွင်စစ်ကြောင်းထိုးကပြည်သူကိုရန်ပြုနေတဲ့စစ်အုပ်စုတပ်မ3စစ်တုံးစစ်ကြောင်းကိုနိုဝင်ဘာ12ရက်မနက်9နာရီဝန်းကျင်မှာစစ်ကြောင်းပြုတ်ကွဲကတပ်ပြတ်တဲ့အထိချေမုန်းနိုင်ခဲ့တယ်လို့တော်လန်ရေးတပ်တွေကထုတ်ပြန်ပါတယ်။ကမ်ဘလူနယ်ဝက်တိုးရွာစစ်အုပ်စုအထိုင်စခန်းကနေခေဦးနယ်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စကိုင်းမျိုးတပ်မ33ကစစ်အုပ်စုနဲ့ပြူစောထီးတွေပူးပေါင်းထားတဲ့အင်အားတရခန့်မှာစစ်ကြောင်းကို ကမ်ဘလူးနဲ့တောင်ချန်းရင်းတိုက်ရွာတောင်ဘက်မှာတော်လန်ရေးတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုကိုကမ်ဘလူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမ်ဘလူးခရိုင်ပကဖကာဘိုးတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကာဘိုးတိုက်နယ်ပကဖကြောက်တိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြောက်တိုင်ပကဖရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်လက်ယုံပကဖခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခင်ဦးပကဖလူနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပလဖာစတဲ့စုဖွဲ့တခွဲတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုပြုလုပ်မည့်အတူရောင်ရွေးကောက်ပွဲတွင် ပါဝင်သူများကိုအရေးယူရန်မွန်ပြည်ဖက်ဒရယ်ကောင်စီကနီးဥပဒေနှင့်လှုပ်ထုံးလုပ်နည်းများရေးဆွဲနေဟုဆိုမထမင်းအမထမင်းနဲ့စားနိုင်မယ်လို့မထင်ဘူးမထမင်းငယ်လေးဒါတမီးကြီးဒါတမီးအလကလေးတားလေးဆိုထမင်းအောင်ကျွေးလို့ရအောင် ။ယောက်ျားသားလေးမရှိတော့ဘယ်နဲ့ကျမတို့တမ်းမိတယ်ရှေ့လျှောက်ဘလို့လှုပ်ရှားပါ။မညာတစဲမမညာယောမရှိသုံးမရှိတဲ့ခုလိုပါလို့ကျမတို့စားလည်းမတက်ဘူးစကားလည်းလေးလုံးကိုရအောင်မပြောတတ်ဘူး ခုပြောနေရတယ်ဆိုတော့ကျမတို့မိသားစုရဲ့ဖြစ်ပြနေတာပေါ့အမှန်တကယ်ဒီပဲပြောပြတာယောက်ျားနောက်ပါသွားတဲ့ဖုန်းကိုတိတ်ထားတော့ကျမမဖုန်းလဲဆက်သွဲမရဘူးဘယ်ဟုတ်ဆက်လို့ဆက်ရမလဲမသိဘူးဘလူခေါ်လို့ခေါ်ရမလဲမသိဘူးဘာမှမခေါ်တတ်ဘူးဆက်တောက်ကြနေမနဲ့9နာရီရနေပြီးတော့6မြို့မှတ်ပုတ်နေယုံနာရောက်ခဏကြတော့သူကကားပေါ်နေအတင်းဆွဲချတာလို့ပြောတယ်ပြောတော့ကျမလိုက်သွားတယ်တနေ့လုံးတောင်းမှန်တယ် ညာလည်းတညာလုံးတောက်မနဲ့လှုပ်မပေးဘူးဘလို့မှလည်းပြောလို့မရဘူးကျမတော့ကိုပြောတတ်တလောက်တော့ပြောတာပေါ့မပုတ်နေနေလည်းပြတယ်အိမ်အောင်စုစရာလည်းပြတယ်ဒါတွေစစ်တဲ့ပုံနေလည်းပြတယ်အဲ့ဒါမနက်ကမှသူတို့ကိုယ်တိုင်ကားပေါ်လိုက်တင်ပေးလိုက်ပြီးကျမတို့ချုံမော်ပြီးပြန်လွတ်လိုက်တယ်အဲ့ဒါနဲ့အခုမှထမင်းစားနေတာတောက်ကြနေမနက်9နိုင်တောက်ကပါတယ်ကျမနောက်ကနေလိုက်သွားပြီးတော့ ရုံမှာတနေ့လုံးတောက်မှလည်းမရဘူး။ညလည်းတညလုံးတောက်မှလည်းမရဘူး။မိုင်းဒါဒီရဲ့စစ်တပ်ပုံပြလည်းမရဘူး။ဒါဒီရဲ့စခန်းနံပါတ်ပြောလည်းမရဘူး။ဒါဒီရဲ့ကိုပိုင်နံပါတ်ပြောလည်းမရဘူး။ဘိုးဒီရဲ့စကားတန်ရမှာဆိုတော့သူတို့ကတိုက်ပွဲဝင်နေတာလေ။ဒါဒီရဲ့တိုက်ပွဲဝင်နေတာ။ကျမဖုန်းဆက်တော့လည်းမရဘူး။ဒါအလက်ကလေးရဲ့လေဆေးရုံမှာအဲ့ဒါမနက်ကမှဖုန်းလေးကို 吃大类是,是：你扁豆、腊八米、阿古米、甜的别。唔，买得几粒扁豆，你家就买六零二廿斤，咪是？少咪啦？嘛，得嘛，嘞、嗯。